တော်တို့အခုရောက်ရှိတဲ့နေရာကတော့ရန်သူစခန်းနဲ့မီတာနဲ့ငယ်ပဲပေါ်ဝဲတဲ့နေရာပါပါဒီညတော့ဘုံမနက်ဖြန်မှာကျွန်တော်ဝင်ကြုံတော့ခါတော့ဒီအတွက်ကျွန်တော်တို့ရဲဘော်တွေတော့ကြိလိုက်တဲ့ဈာနိုင်သွန်းရှိတဲ့အခြေအနေအတွက်လည်းအခုလိုကြုံပြီးတော့ပြင်ဆင်ထားပါတယ်ဒီညမှာကျွန်တော်တို့ပြောချင်တာကအမေရိကကကျွန်တော်တို့ တော့ဒီနေရာမှာကျွန်တော်တို့ ECG X-ray ပါတဲ့ data set ရှိတယ်။အခုကျွန်တော်တို့ခြေရန်နေရာတွေထပ်ထပ်ပြီးသွားတဲ့အချိန်မှာပို့ပြီးတော့ဒီနေရာကနေပြီးတော့ဟုတ်လိုအပ်တယ်ဆိုပြီးတော့ဒီစက်တွေယူသွားတဲ့အခါကျွန်တော်တို့ကဒီမှာဘာမှလူနဲ့ဆေးပဲတက်ကျွန်တော်မှအေးပေါ်ဒီလိုရိုက်ဟိုတက် ECG ရိုက်ဖို့တော့တမ်းမဲ့ရိုက်ဖို့အတွက်အားသာမရှိဘူး။မရှိတော့ကျွန်တော်တို့ manual ပဲ တော့ခါရတက်တက်ထဲကိုလက်နဲ့ထိုးကြည့်ပြီးတော့ဒါသလောက်ခွဲခွဲပြီးတော့နိုင်ကြည့်ဒီလိုမျိုးပဲဖြစ်နေတော့အရေးပေါ် ECG ဆက်ကတော်တော်တော့တော်တော်တီးရတော့ဆိုရင်ဆက်တံမိုးကြီး3500 1900ကျားလဲလောက်ရှိတယ်တဲ့ကိုဆောင်သိတွေရှိမယ်အရေးပေါ်တိုးပါတယ်နော်ကျွန်တော်လက်တိုက်စကန်းကုန်းနေသိတဲ့အခါမှာအရေးပေါ်တိုးပါတယ်ဆရာတော့ပြောတယ်ခင်ရတော့အဖြစ်ဖြစ်တဲ့နေနဲ့လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒုအပ်လာပြီးဖြစ်တဲ့အတွက်ဒါဒီနေရာနေပြီးတော့ကျွန်တော်တို့ ိဗာပြည်သူတွေစီကဒေါ်လာပြည်သူတွေစီကအကူအညီတောက်ခံခြင်းနဲ့နိုင်ငံတကာကရှိတဲ့သူတွေအားလုံးကျွန်တော်တို့ဓမ္မန်ဇလီစက်သိန်းတစ်ထောင်မပြည့်သောဝေပမာဏတစ်ခုကိုကျွန်တော်ပုံမှန်တိုင်းဆိုတော့သိန်း1800လောက်လိုအပ်မယ်ထင်ပါတယ်ဒါကျွန်တော်စိတ်မှန်းတော့နောက်ထပ်ပြီးတဲ့တော့လိုအပ်မယ်ဒီကြောင်မျိုးကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါတော့အခုလက်ရှိကျွန်တော်ပြင်ဆင်ထားတဲ့နေရာလေးဖြစ်ပါတယ်ဂျိတ်ခါကြီးတို့နော်စီဝါဆောက် စားအကုန်လုံးဒီမှာတော့ခန်းစင်ပါကျွန်တော်အကုန်လုံးပြင်ဆင်ထားတယ်။တော့ကျွန်တော်မီးရောင်သိမရှိတဲ့အတွက်ဒီညလည်းကျွန်တော်မီးစက်နဲ့ပဲတော့သွားနေရအောင်။အဲ့တော့ကျွန်တော်တို့ဒီအားလေးအတွက်ကျွန်တော်အများကြီးလိုအပ်ပါတယ်။ကျွန်တော်တော်လည်းပြည်သူတွေအမြန်ဆုံးနဲ့အထီရောက်ဆုံးကူညီပေးနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။ ညအောင်ဆောင်လောက်ပါတော့ဘာလို့ဘာလို့လိုရလဲ